မျိုးရီအလုံးမင်္ဂလာပါခင်ဗျာအခုကတော့ချင်းကုန်တက်တာစီပြီးရတာပြည့်စုံစီမဲ့ခဲညင်ဒီကျုံမူကျော်လေးကိုချက်ပြပေးသွားမှာပါခင်ဗျာဂရင်းတွေ့စီတဲ့ဟင်းလေးဖြစ်လို့ဗီဒီယိုလေးကိုဆုံးဒီကြည့်ပြီးအိမ်မှာ like ချက်စားကြဖို့ကိုလည်းတိုက်တွန်းလိုက်ပါရစေခင်ဗျာ ဒါလေးကတော့ဟင်းကုန်းတစ်ခွက်ရဖို့လိုအပ်တဲ့ပတ်ဝန်းကျင်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။ပတ်ဝန်းကျင်လေးတွေကိုအခုလိုမျိုးဆင်းသင့်ပြအောင်ပြင်ဆင်ပေးထားလိုက်ပါတယ်ခင်ဗျာ။ကျတော့မေးလို့ရှိရင်လည်းထည့်ပေးပါခင်ဗျကျွန်တော်ကတော့ဆင်းသက်ရှိလို့ထည့်ပေးလိုက်ပါတယ်ခင်ဗျလိုအပ်တာတွေ ပြင်ဆင်ပြီးရင်တော့စာချက်လို့ရပါပြီခင်ဗျပို့ဘူးလိုက်တော့စီနေငယ်ထည့်ပါမယ်ခင်ဗျ

ပြီးရင်ခုနကလိထားတဲ့ငိုဒီစိန်လေးလည်းတစ်ခါတည်းထည့်ပါမယ်ခင်ဗျာဟင်းရဲ့ရောင်လေးလှောင်လို့အယုံတင်မှုနည်းနည်းထည့်ပါမယ်ခင်ဗျာ မိနစ်နေငယ်လောက်စီတက်ပြီးရင်တော့ခဲညင်သေးလေးထည့်လို့ရပါပြီခင်ဗျာရတာအတွက်ကတော့ငံပြားကြီးအချီအနေငယ်ထည့်ပါမယ်ခင်ဗျာနောက်ထပ်စားနေငယ်ထည့်ပေးပါမယ်ခင်ဗျာ

ခုလိုမျိုးခန်းညင်သေးလေးတွေကြေးသွားပြီဆိုရင်တော့မှွေထားတဲ့ကျဲဥထည့်ပြီးလို့ရပါပြီခင်ဗျာကျဲဥထည့်ပြီးရင်တော့မီးအေးနဲ့အုတ်ကံမသွားအောင်လို့မိနစ်နဲ့ငယ်မှွေပေးနေရပါမယ်ခင်ဗျာ ခဏလောက်မွေးပေးပြီးလို့အခုလိုလေးခန်းညီသည်နဲ့ကျုပ်လုံးလုံးထွေထွေလေးဖြစ်နေပြီဆိုရင်တော့ချက်သွမ်းမိန်နဲ့နန်းနမင်းထည့်ပေးပြီးအပေါ်အောင်နှက်အောင်မွေးပေးလိုက်ပါခင်ဗျာ နံနံမဲနှံလေးမှုေးသွားအောင်လို့အဖုံးလေးခဏလောက်အုပ်ထားပြလိုက်ပါခင်ဗျာခင်ရရတာလေးမြည်ကြည့်ပြီးကိုစိတ်ကြိုက်ဖြစ်နေပြီဆိုရင်တော့စတင်သုံးဆောင်နိုင်ပါပြီခင်ဗျာနံနံမဲအနှံ့မှုမှုလေးနဲ့ရတာပြေးသွားတဲ့ဟင်းကောင်းလေးတစ်ခွက်ဖြစ်နေမှာသိကြပါပဲခင်ဗျာ ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးဟင်းကောင်းလေးတစ်ခွက်ကိုပိုင်နေစွာချက်တက်သွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ channel လေးကိုလည်း like and subscribe နှိပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာ နောက်ထပ်ထူးခြားကောင်းမွန်တဲ့ဟင်းပွဲတစ်လီတွေနဲ့ပြန်လည်ဆုံတွေ့ပါအောင်ပါခင်ဗျာကျေးဇူးပါ